ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အန်ခင်မူပါဆိုတော့ဒီနေ့အစီအစဉ်ကတော့အားလုံးတီးပြီးသားတိုင်းပဲဖြစ်ပါလိမ့်မယ်ဂျက်ကီကိုကျွန်တော်သွားနေကြတာဒီနေ့မှနောက်ထပ်တစ်ပိုင်းကိုဆက်လိုက်ပြီးတော့တင်ဆက်ပေးမှာဖြစ်ပါလိမ့်ဆိုတော့ channel subscribe လုပ်ရသေးလို့ထားပေးပါဦးဘေးနားခံလုံးနှိပ်ပြီးတော့ VPN လေးကိုဒေတာပေါက်ဖွင့်ကြည့်ပေးကြပါဦးလေမြေတားရခင်ဗျာစိဆိုတော့ဒီနေ့မှကတော့ကျွန်တော်တင်ဆက်လာခဲ့တဲ့ဂျက်ကီ season 2ရဲ့အပိုင်းလေးကိုရောက်ပြီးဖြစ်ပါတယ်ခင်ဗျ Let's go တူတူကြည့်ရှုခန်းစားလိုက်အောင်ပါ ီပိုင်းစားမှာတော့ဆိုပါတစ်ခုပေါ်မှာဂျက်ကီကထိုင်နေပြီးတော့ဒီနေ့တော့ဂျက်ကီစီစဉ်အသစ်ရဲ့ special episode တစ်ခုကိုပြမယ်လို့ပြောနေပါတယ်။ငါတို့တွေမိသားစုလိုအပ်ချက်တွေတူးဆွားပြီးတော့ဟောလိဝုဒ်အညီအောက်တွေအကျမ်းဖတ်တာတွေအကျင့်ရုပ်တာတွေလူသားတွေရဲ့ဇာတ်တိုင်းအချစ်ကိုလွှဲချပြီးတော့လှုပ်ရှားမှာပေါ့လို့ပြောနေပါတယ်။နောက်တစ်ခါမှတော့ Tiffany ကဂျမ်းမင်ဘော်ကစုံတော့ရဲ့သွေးတွေကိုတုံနေတော့မှဂလန်နဲ့ဂလန်နာတို့ရောက်လာတာကိုမြင်လိုက်ရပါတယ်။ Tiffany ကဂလန်နဲ့ဂလန်နာကိုတွေးလိုက်လို့ဝမ်းသာလိုက်တာလို့ပြောလိုက်ပြီးဂလန်နဲ့ဂလန်နာကတော့အမေဘာကြီးလုံနေရလဲ။ ကျမ်းပေါ်ကဘာတွေလဲသွေးတွေလားလို့မေးလိုက်ပါတယ်။သူတို့ဘေးကဘီရိုထဲမှာတော့ Tiffany တက်ပြီးတော့ထည့်ထားတယ်။စုံတော့ရဲ့အလောင်းကရှိနေတာပါ။ Tiffany ကသွေးတွေမဟုတ်ပါဘူးကွယ်။ပြောင်းမှုချွေပါ။ငါဖွဲ့ရငါ့အမြဲတမ်း social media မှာကြမ်းတမ်းတာတွေတင်စေချင်တာလေးလို့ပြောပြလိုက်ပါတယ်။ Glenn နဲ့ Glenna တို့ကလည်း Tiffany ပြောတာကိုယုံလိုက်ကြပါတယ်။ Tiffany ကသူသမီးတွေကိုအမေစီလာပါအောင်ကွယ်လို့ခေါ်လိုက်ပြီးတော့ Glenna ကို Happy Birthday လို့ပြောလိုက်ပါတယ်။ Glenna ကသူ့ကိုအင်ဂျီကိုဘီရိုထဲမှာချိန်ဖို့လုပ်နေတော့ Tiffany ကအမြန်လူယူလိုက်ပြီးတော့အမေချိန်ပေးမယ်လို့ပြောလိုက်ပါတယ်။ ပြီးတော့သုံးအသားထိုင်ပြီးတော့ Tiffany ကသမီးတို့ကောင်းလေးနဲ့တွဲနေကြပြီလားလို့မေးလိုက်တာပါ Glinda ကပေါ်ဆိုတဲ့ကောင်းလေးနဲ့တွဲနေတာလို့ပြောလိုက်ပါတယ် Tiffany က Glan ရောတွဲနေလိုက်လို့ရှိလားလို့မေးလိုက်တော့ Glan ကသမီးတို့နှစ်ယောက်လုံးပေါ်နဲ့တွဲနေရလေလို့ပြန်ပြီးတော့ဖြေလိုက်ပါတော့တယ်ပြီးတော့ Glan ကအမေရောတယောက်နဲ့တွဲနေပြီလားလို့ပြန်မေးလိုက်တော့ Tiffany ကဘယ်သူနဲ့မှမတွဲပါဘူးကြီးအမေကအလုပ်တွေအရန်ရှုပ်နေတာလို့ပြန်ပြောပါတယ် Glan ကအမေဒီအိမ်ထဲမှာမထွက်တာတစ်နှစ်ကျော်ပြီနော်တောင်းနေရလဲဇက်တိုက်ပဲဘာတွေလုံးနေရလဲလို့မေးလိုက်တော့ Tiffany ကနှင်းဘာတွေပြောနေရလဲလို့ပြန်မေးလိုက်ပါတယ် အိုင်မာရီဂလန်ဒါကသမီးတို့အမေအစည်းအဝေးကစတန်နဲ့စကားပြောပြကြတယ်။သူကအမေငွေတွေလဲကုံတော့မယ်လို့ပြောပြတယ်ဆိုပြီးအဲ့ဒါဟုတ်လားလို့မေးလိုက်တော့တီဖနီကအာငါအဆင်ပြေပါတယ်လို့ပြန်ပြီးတော့ပြောပါတယ်။ပြီးတော့ဂလန်ဒါကနီကာပီယပ်စ်ကဘာလုပ်လဲဆိုပြီးတော့ရုတ်တရက်ကြီးထမေးလိုက်ပါတော့တယ်။နောက်တစ်ခါမှတော့တီဖနီကသူ့သမီးတွေကိုသူနီကာနဲ့ပရိုက်တာပွဲတစ်ခုမှတွေ့ဘူးတဲ့အကြောင်းပြောပြနေပြီးတော့သူကစိတ်တော်တော်မနှံ့တာတနာစရာပါသမီးတို့ရဲ့ငါ့ကိုလည်းတော်တော်ဆွဲလန်းနေတာလေ။ဒါပေမဲ့ငါသူနဲ့တေချာမခင်ပါဘူးလို့ပဲပြောထားလိုက်ပါတယ်။ ဒါတော့လူရမရဆိုပြီးတော့အိမ်မှာလုံခြုံရေးစနစ်တတ်ထားရတာလေးလို့ပြန်ပြီးတော့ပြောပါလေ။ကလန်နာအမေသေးချာမသိတဲ့မိမတယောက်အမေကိုလာတတ်မှာဆိုလို့လုံခြုံရေးစနစ်တွေအကုန်လုံးအစ်တတ်ထားရတာလို့မေးလိုက်ပါလေ။အဲဒီချိန်မှာပဲကလန်ကသမင်းစပွဲကနေထသွားပြီးတော့ဖုန်းအားသွားသွင်းလိုက်အောင်မယ်လို့ပြောလိုက်ပါလေ။ကလန်နာတော့အမေကိုပြောစရာရှိသေးတယ်လို့ပြောလိုက်ပြီးတော့သမီးငယ်ငယ်တုန်းကတယောက်ကိုထိခိုက်အောင်လုပ်မိသေးလားလို့မေးခဲ့ပါလေ။ဒေဖနီကမလုံမလဲမျက်နှာဖြစ်သွားပြီးတော့သမီးဘာတွေပြောနေရလဲဆိုတော့ကလန်နာကအခုလိုအိမ်မက်တွေမတ်နေတာအမေရဲ့။သမင်းရွှေအောင်နဲ့မိမတယောက်မီးလောင်ပြီးတော့အော်ဟစ်နေတာ။ အဲ့ဒါသမီးလုံးမိလို့ခံစားနေရတယ်လို့ပြောပြပါတယ်ပြီးတော့နောက်ထပ်ယောက်ျားတယောက်အတန်ကိုလည်းကြားတယ်သူကသမီးကိုအားပေးနေတာလို့ပြောပြီးသူကပြီးတော့သမီးကိုရုပ်ဆိုးမလို့လည်းခေါ်တယ်လို့ပြောလိုက်ပါတယ်တီဖနီကနင်းတဲ့ကလန်တို့ကအများနဲ့စိတ်ကူးစမ်းနေရှိနေပါပဲအဲ့ဒါတွေကဘာမှမဟုတ်ပါဘူးလို့ပဲျော်ချလိုက်ပါတယ်ကလန်တာကဘာမှမဖြစ်ခဲ့ဘူးဆိုတာတေချာလို့လာမေးတခုတော့ဆက်နွယ်နာမျိုးရှိနေမှာပဲလို့ပြောလိုက်ပြီးတော့သမီးနဲ့ကလန်ကဘယ်တော့မှပြေစုံတယ်လို့မခံစားခဲ့ရအောင်သမီးကဘာလို့လဲလို့သိကျင်လို့ဘာလို့ထပ်မေးလိုက်ပါတယ် ဘလို့ပဲမေမေတီဖနီကတော့စကားလမ်းကြောင်းလွှဲလိုက်ပြီးတော့ဂလန်တယောက်ဘာရီကြာနေရလဲလို့မေးလိုက်ပါတော့တယ်။အဲ့မှာဂလန်ဒီကောင်ကိုထိပြီးတော့တောပိတ်ထားတယ်အခန်းတကာကိုဖွင့်ကြည့်နေခဲ့တာပါ။နီကာတော့ဗဇက်ကိုအစိုးခံထားတဲ့အတွက်အတန်ထွက်လို့မရပါဘူး။အဲ့ချိန်မှာပဲတီဖနီနဲ့ဂျေးဖ်ဆိုတဲ့လူတယောက်တို့ဂလန်စီကိုရောက်လာခဲ့ပါတော့တယ်။ဂျေးဖ်ကဒီညအတွက်ငားထားတဲ့တီဖနီရဲ့အိမ်တော်ဒိန်းပါ။သူကနီကာအခန်းကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်။ဂလန်ကတီဖနီကိုဘာလို့ဒီအခန်းကိုတော့ခတ်ထားလဲလို့မေးလိုက်တော့တီဖနီကအမေးဖနှတ်တွေအကုန်အိုက်ထဲမှာလေ။ အမေဖနာတီကိုထပ်ကိုတာမခံကျင်းတော့မဟုတ်ခဲလို့ပြောလိုက်ပါတယ်။ဂလန်နဲ့တီဖနီတို့အဲကန်နဲ့ပြောင်းတော့အဲကန်နဲ့မှာတခြားအဲသေးတွေလည်းရောက်နေပြီးတော့တီဖနီတို့ကို surprise လို့ပြောလိုက်ပါတော့လေ။တီဖနီလည်းလန့်သွားပြီးတော့ဟဲ့ဘာလဲဟာလို့မေးလိုက်တော့ဂလန်တို့က surprise party လုပ်မလို့လူတွေဖိတ်ထားလေလို့ပြောပြလိုက်ပါတယ်။ဒီလူတွေကတော့ဂျန်နီဖာတယ်လီရဲ့တငယ်ချင်းတွေပါ။ဂလန်ဒါလူဆုံတာပြောဖို့ကောင်းတာပေါ့လို့ပြောလိုက်ပြီးတော့ဒီမှာအန်တီဂျီနာ Uncle Pants Mrs. Strat အားလုံးရောက်နေပြီလေလို့ပြောလိုက်ပါတယ်။တီဖနီကဂလန်ဒါတို့ရဲ့မွေးနေ့ကိတ်ကဖျောင်းနိုင်အောင်မှုတ်လိုက်ပြီးတော့ ကိတ်ကိုမိဘကွယ်နဲ့ယူသွားလို့သူသမီးတွေကိုပြောလိုက်ပါတယ်ဂျီနာတို့ကတော့နေငါတို့ကဘာလို့ရှောင်းနေရလဲနေအစင်ပြဲလာလို့မေးလိုက်တဲ့အခါမှာတော့ဒီဖနီကငါအလုံးများနေလို့ပါဟဲ့လို့ပြန်ပြောပါတယ်ဂျီနာတို့ကနေဖုန်းဆက်ဖို့တောင်မအားဘူးလားငါတို့ကနေကိုစိတ်ပူနေတာဆိုတော့ဒီဖနီကဒါပါတီလားစေကြောရေးလားလို့ပြန်ပြီးတော့ပတ်လိုက်ပါတော့တယ်အဲ့လိုတို့တွေညင်းခုန်နေကြတော့မှပဲတကားဘဲတီးတန်ကြားလိုက်လို့သွားဖွင့်ကြည့်လိုက်တော့ဂျန်နီဖာတယ်လီရဲ့ညီမအဖြစ်သူမက်ဒယ်လီရောက်လာတာကိုတွေ့လိုက်ရပါတော့တယ်နောက်တစ်ခါမှတော့ဒီဖနီကအနီအောင်ဝစ်စုံကြီးဝစ်ပြီးတော့ထွက်ချလာပြီး ်ပါတီလုပ်ဖို့ ready ပဲဟေးလို့ပြောလိုက်ပါတော့တယ်ပြီးတော့ Tiffany က Mac ကိုနင်ခုလောဘာကြီးလုပ်နေလဲလို့မေးလိုက်တာပါ Mac ကနင်ကောင်ရှောင်းတာ24နှစ်လောက်ရှိပြီလေငါနင်ကိုစော်ကားမိလို့ဖြစ်သွားလို့လေလို့ပြောလိုက်တော့ Tiffany ကအခုငါနင်ကိုခွင်းလွှတ်လိုက်ပြီလို့ပြန်ပြောလိုက်ပါတယ် Mac ကအံ့ဩပြီးတော့ဘာလို့လဲလို့မေးလိုက်တော့ Tiffany ကအားတိတ်တွေကိုအတိတ်မှာပဲထားခဲ့လိုက်ပါတော့လို့ပြန်ဖြေပါတယ် Mac ကနင်ချက်ကြီးရုပ်ရှင်စုပ်ကိုရိုက်ပြီးကြတဲ့ကငါ့ကိုစကားမပြောတော့တာလीဆိုတော့ Tiffany ကအဲ့ဒါရုပ်ရှင်စုပ်မဟုတ်ဘူးခဲ့ချက်ကြီးရုပ်ရှင်ကအရန်ပောက်ခဲ့တာလीလို့ပြောပြီးတော့ထွက်သွားခဲ့ပါတော့တယ် အဲ့ဒီမှာဒီကအခန်းကိုစောင့်ဖို့တီဖနီငားထားတဲ့ဂျိမ်းဆိုတဲ့ဘဲကတော့အိမ်ထဲမှာကွိုင်းပတ်ရှာနေခဲ့ပါပြီ။သူကဂျန်နီဖာတယ်လီရဲ့ဘော်ဒါတေးဥဆောင်လေးကိုပေါက်တက်ကြရလိုက်ပြောနေသလိုဂလန်နဲ့ဂလန်နာတို့ကလည်းနင်းတို့ကယောက်ျားလေးလိုလိုမိန်းကလေးလိုနဲ့ဘာလီလဲလို့မေးနေခဲ့ပါလေ။ဂလန်နာကငါတို့ကလိန်မတတ်မှတ်တဲ့သူတွေလို့ပြောလိုက်ပါလေ။အဲ့မှာဒီတီဖနီပြန်ရောက်လာပြီးတော့ဂျိမ်းကိုသူနဲ့အခုလိုက်ခဲ့ဖို့ဆိုပြီးတော့ခေါ်သွားခဲ့ပါတော့တယ်။ဂျိမ်းကရှမ်းမင်းပလင်းတလုံးဆွဲပြီးတော့တီဖနီနဲ့လိုက်သွားတော့တီဖနီကနင်းတို့အခန်းဆောင်ခိုင်းတာငါဧည့်သည်တွေကိုလာစော်ကားခိုင်းတာမဟုတ်ဘူးလို့ပြောပါတော့တယ်။ ပြီးတော့ငါသာအကူအညီမလိုရင်နင့်ကိုငါကိုယ်တိုင်တတ်ပြစ်လိုက်ပြီလို့ပြောလိုက်ပါလေ။ Jeeps ကနေဒီခန်းထဲမှာကင်မရာတက်ထားပါလားဟာအခန်းထဲမှာဘာကြီးဖွက်ထားလဲလို့မေးလိုက်တော့ Tiffany ကငါကောင်မလေးနဲ့ငါရောက်ကြလို့ပြောလိုက်ပါလေ။ Tiffany တောင်အေကန်နဲ့ပြောင်းတော့သူ့ဧည့်သည်တွေတယောက်မှမရှိကြတော့ပါဘူး။ပြီးတော့မိကလည်းရုတ်တရက်ပြတ်သွားသလိုဒီကအခန်းကလုံခြုံရေးကျိုးပေါက်တယ်ဆိုအချက်ပြသင်ကြီးတာလဲသူ့ဖုန်းမှာပေါ်လာတဲ့အတွက် Tiffany တောင်လမ်းပြန်သွားခဲ့ပါတော့လေ။အရာနဲ့ဒီကအခန်းအောင်အမြန်ပြေးကြည့်ရမှာတော့အခန်းရှိမှရှိနေ Jeep တယောက်ကျမ်းမင်းမော်လဲကြပြီးတော့တေဆုံးနေသလို ။ဘာဇက်ကလည်းသွေးတွေကျနေတာကိုမြင်လိုက်ရပါတော့တယ်။ဒီဖနီလည်း Oh my god, Oh my god လို့ရေရွပြီးတော့နီကခန်းနဲ့ဝင်ကြည့်လိုက်တော့နီကလည်းမရှိတော့ပါဘူး။ဒီဖနီတယောက်လမ်းဖြန်နေတော့မှသူ့လက်မောင်းကိုရုတ်တရက်တယောက်ကလာကင်တဲ့တော့လိပ်ပြလွင့်မတတ်ဖြစ်သွားပါလေ။အဲ့ဒါကတော့ဂျန်နီဖာတယ်လီရဲ့ညီမအဖြစ်သူ Mac ဖြစ်နေပြီးတော့ဂျန်နေပါရဖြစ်နေရလဲလို့မေးလိုက်ပါလေ။တီဗန်နီကဒေါသထွက်သွားပြီးတော့ငါတော့အဲ့လိုကတ်မလာနဲ့နီးရနီမှာဘာလို့နေရလဲလို့မေးပြီးတော့ထွက်သွားဖို့လုံပြန်ပါတော့တယ်အဲ့အချိန်မှာပဲတခြားလူတွေလည်းရောက်လာကြပြီးတော့ဂျီသေးနေတာကိုမြင်တော့ လမ်းပြန်ကုန်ကြပါတော့တယ်မိပြပြီးတော့ဓာတ်လီကားနဲ့ပိတ်မိနေကလန်နဲ့ကလန်နာတို့လည်းပြန်ပြီးတော့ရောက်လာခဲ့ကြတာပါသူတို့ကဝိုင်းပြီးတော့ဘာဖြစ်နေရလဲသူသေးွားပြီလားလို့မေးလိုက်တော့တီဖနီလည်းဟန်ဆောင်ပြီးတော့ငါတို့ဂိမ်းဆော့မလို့ပြင်ဆင်တာလေလို့ပြောလိုက်ပါတယ်ပထမဆုံးသိဆုံးသူကအိန်တော်ဒိမ့်ပဲကလန်နဲ့ကလန်နာလူသားမှုဗေဒီဖော်တန်းကစားတာကြိုက်တယ်လीအားကြောင့်ငါဂျီးစ်ကိုငှားထားတာလို့ပြောလိုက်တော့ဂျန်တဲ့သူတွေကလည်းသဘောကျသွားခဲ့ပါတော့တယ်တီဖနီကဘသူဂျီးစ်ကိုတတ်တာလဲဆိုတာနဲ့ဒီခန်းတကားကိုဘသူဖွင့်တာလဲဆိုတာငါသိကျင်တယ် အခုနေတော့အားလုံးကတန်တရားတရားခံတွေပဲလို့ပြောလိုက်ပါတော့တယ်။ဒေဖနီကဂျေးစ်ဘေးမှာကြာနေတဲ့ရှမ်ပိန်ပလင်းကိုနမ်းကြည့်လိုက်တော့အာဆင်နဲ့အစိတ်ပဲလို့ပြောလိုက်ပါတယ်။အိုင်မာရီမက်ကနေဘလိုလုံးအာဆင်နဲ့အနံ့ကိုသိနေရလဲဒီခန်းကောင်ဘာလို့ရေးပါနေရလဲလို့မေးလိုက်ပါတယ်။ဒေဖနီကအခုကစပြီးတော့ငါပဲမေးခွန်းနေမေးတော့မှာအားလုံးစာကြည့်ခန်းထဲကိုရွှေ့ပေးကြပါလို့ပြောလိုက်ပါတယ်။မက်ကဂျေးစ်ရဲ့အလောင်းကိုစမ်းကြည့်တော့သွေးခုံမကုံစိတ်ကြည့်နေလို့ဒေဖနီကမက်ကိုအမြန်စာကြည့်ခန်းထဲသွားဖို့ပြောလိုက်ပါတော့တယ်။အဲ့ဒီချိန်မှာနီကာကတော့တခြားအခန်းတစ်ခုထဲရောက်နေပြီးတော့ သူ့ကိုလူတယောက်ကဝီးချဲပေါ်တင်ပြီးတော့တွန်းသွားတာကိုမြင်လိုက်ရပါတယ်။နောက်တစ်ခါမှတော့ဒေဖနီကရှန်ပိန်ရရှင်းနိုင်ကြော်ကြော်လေးမှစဖောက်တာမိရရှင်းနိုင်ခွဲမှပိတ်သွားတာအဲ့ချိန်ဟာတည်တဲ့ချိန်ပဲဒီတော့ရှင်းနိုင်နဲ့ရှင်းနိုင်ခွဲကြားမှာလူသားသမားကရှန်ပိန်ပလင်းနဲ့ကိုအစိတ်ထဲသွားတာလို့ပြောလိုက်ပါတယ်။အဲ့တဲ့တွေကတော့လူသားမှုဗေဒီဖော်ရန်ကစားနေတယ်ထင်နေပြီးတော့ခုနဂျီးပ်ကငါတို့ကုံလုံးစော်ကားသွားလိ။အဲ့တော့ငါတို့ထဲကတယောက်ကကလစားချီတဲ့အနေနဲ့တပ်ပစ်လိုက်တာဖြစ်နိုင်တယ်လို့အချင်းချင်းဆွဆွဲနေကြပါတော့တယ်။မက်ကတော့ဒီဗေဒီကိစ္စကိုမတင်ငါဖြစ်နေပြီးတော့ နင့်ပုံစံဘာလို့ထူးဆန်းနေရလဲလို့တေဖန်နီကိုမေးလိုက်ပြန်ပါလေအဲဒီမှာမေးစစ်စရက်ကတော့ငါတို့ကမိပါလေဟေးမာလေဒီမှာဖြစ်တဲ့လူသားမှုတော်တော်များကပတ်ဆိုင်ကြောင်ဖြစ်တာများတယ်လို့ပြောလိုက်ပါလေဂျိုဝီကတော့ James ကိုတတ်တာကဂလန်နဲ့ဂလန်နာတို့လည်းဖြစ်နိုင်တာပဲလို့ဝင်ပြောလိုက်ပါလေဂျီနာလည်းဂျိုဝီကိုထောက်ခံလိုက်ပြီးတော့နင်တို့မှလည်းဒီလိုတတ်ဖို့အကြောင်းရင်းရှိတာပဲလေ तू ကနင်တို့လည်းစော်ကားမော်ကားပြောသွားတာပဲလို့ပြောလိုက်ပြန်ပါလေဂလန်နာကငါတို့စော်ကားတဲ့အမြင်ချင်းချင်းငတုံးတိုင်းသာလိုက်တတ်ရရင်တိုင်းငံလုံးကလူတွဲလောက်ကုံသွားလိမ့်မယ်လို့ပြန်ဖြေလိုက်ပါလေ အဲ့ချိန်မှာပဲ Tiffany ရဲ့ဖုန်းမှာသူ့အိတ်ခန်းကလုံခြုံရေးကြိုးပေါက်သွားတယ်လို့အချက်ပြတဲ့အတွက် Tiffany တယောက်အမြန်ပြေးလာခဲ့ပါတော့တယ် Tiffany တယောက်သူ့ခန်းကိုရောက်တော့နီကာကိုရှာနေပြီမဲ့သူ့ခန်းထဲရောက်လာတာကဂျီနာပါဂျီနာကနင်တယောက်နဲ့အိတ်နေမလားငါ့ကိုပြောစမ်းပါနင်ကောင်ရှောင်းသွားလीနင်တယောက်နဲ့အိတ်နေတာပေါ့လို့ပြောလိုက်ပါတယ် Tiffany ကဘယ်သူနဲ့မှမိတ်ပါဘူးခဲနင်တယောက်တည်းရှိတာပါလို့ပြန်ဖြေလိုက်တော့ဂျီနာသဘောကျပြီးတော့ Tiffany ခေါင်းဝန်အောက်ကနေလက်ကိုနှိုက်လိုက်ပါတယ်ဂျီနာ Tiffany ကိုဂလူကြီးမြူကြီးလှုပ်နေပြီးတော့ဂျန်ငါတို့ဆက်ဖုန်းကွယ်မထားသေးတော့ အကုန်လုံးငါ့ကိုတွဲနေတာပြောပြလိုက်မယ်လေငါစိတ်မရှိတော့ဘူးလို့ပြောနေခဲ့ပါတယ်ဒီဖနီကဂျီနာရဲ့ခဏရက်အောင်လို့ပြောလိုက်ပြီးတော့အိမ်တော်တဲ့ကိုနေတက်လိုက်တာလားလို့မေးလိုက်ပါတယ်ဂျီနာကတော့ဂျီလိုက်ပြီးတော့ကလေးကတေးဥဆောင်တန်းလေးကစားနေတာပေါ့လေလို့ပြောလိုက်ပြီးမမားမနေအတွက်အံ့ဩစရာလေးရှိတယ်ငါအနေအတွက်အရန်ထူးကြတာလေးယူလာတယ်ငါသွားယူနေတော့ဒီမှာစောင့်နေတော့လို့ပြောလိုက်ပါတယ်ဂျီနာဘဲမှမသွားနဲ့ဒီမှာပဲစောင့်နေမစောင့်နေအပြစ်ပေးမှာနော်လို့ထပ်ပြောပြီးတော့ထွက်သွားခဲ့ပါတယ်ဒေဖနီလည်းတယောက်တည်းကြံနေတော့မှနောက်တယောက်ကထပ်ပြီးတော့ရောက်လာခဲ့ပြန်ပါတယ် သူကတော့ဂျိုဝီပါဂျိုဝီကတင်ဖနီကိုဆွဲဖက်ပြီးတော့ဂရင်မော်ပြန်လဲပြစ်လိုက်ပါတယ်တင်ဖနီကတော့ဂျိုဝီခဏနေအောင်ငါအခုအလုံးများနေလို့ပါလို့ပြောနေပါတယ်တင်ဖနီကမုံယုံနဲ့ဂျိုဝီကိုတားလိုက်ပြီးတော့နေအိမ်တော်ရင်းကိုတတ်ခဲလားလို့ဂျီနာကိုမေးတယ်လို့ပဲထပ်ပြီးတော့မေးလိုက်ပြန်ပါတယ်နေငါ့ကိုမှုတ်ပြီးပြောပြမယ်လို့ဂျိုဝီကပြောလိုက်တော့တင်ဖနီကိုဆွဲထားဖို့လုပ်တဲ့အချိန်မှာတင်ဖနီကထွက်ပြေးသွားပါတော့တယ်တပတ်မှတော့နီကကိုခေါ်ထုတ်လာတာကဂလန်ဖြစ်ပြီးတော့နီကကိုမြေအောင်ခန်းနဲ့ထဲထားခဲ့တာပါတင်ဖနီကဒီမြေအောင်ခန်းဒီအိမ်မှာရှိနေတာကိုမသိပါဘူး ဂလန်နဲ့ဂလန်နာတို့အသက်6နှစ်လောက်တုန်းကဒီခန်းရှိတာကိုသူတို့ရှာတွေ့ထားခဲ့တာပါဂလန်ကသူအိမ်တော်ရင်းကိုမတတ်ကြောင်းဒီကောက်ကိုပြောပြနေပြီးတော့ငါနေကိုလာခေါ်တော့သူတည်နေပြီလို့ပြောလိုက်ပါတယ်ဒါမဲ့လုံခြုံရေးစနစ်တတ်ထားကြအောင်ဂလန်ဒီကောက်ကိုအနောက်တကားနေခေါ်ထုတ်သွားလို့မရခဲ့ပါဘူးမိမလာမချင်းဓာတ်လီကမရတဲ့အတွက်ငါနေကိုဒီမြောက်ခန်းကနေထုတ်ပေးလို့တောင်မရသေးဘူးလို့ပြောလိုက်ပါတယ်ဒီကာကဂလန်ငါသူ့လက်ထဲပြန်သွားလို့မရဘူးလို့ပြောလိုက်တော့ဂလန်ဒီညနေဒီအန်ကနေလွတ်စေရမယ်လို့ဂရီပေးလိုက်ပါတယ်နောက်တစ်ခါမှလုံခဲ့တဲ့3လကိုပြန်ပြီးတော့ရုပ်ရှင်ကရောက်သွားခဲ့ပါတယ် လန်နဲ့ဂလန်နာတို့ဒီအိမ်မှာလာလေတုန်းကသူတို့နီကာကိုတွေးခဲ့ကြတာပါဒေဖနီနဲ့သူတို့နှစ်ယောက်စကားထိုင်ပြောနေတုန်းဒေဖနီကစကားပြောနေတက်လန်နဲ့အိပ်ပျော်သွားခဲ့တာပါအိမ်မှာလေဂလန်နဲ့ဂလန်နာတို့ကသူတို့အမေပိတ်ထားတဲ့အခန်းကိုစိတ်ဝင်စားပြီးတော့ခိုးဝင်ကြည့်ခဲ့ကြတာဖြစ်ပါလေအထက်ရောက်တော့နီကာကိုတွေးလိုက်ပြီးတော့နီကာနေမယာစိတ်ဆလူသားသမားပဲ तू ငါ့ကိုချစ်နေတယ်လို့ထင်နေတာ तू ငါ့ခြေလက်တွေကိုခုတ်ဖြတ်ပြီးတော့ဒီထဲမှာပိတ်ထားတနည်းလောင်းရှိပြီလို့ပြောပြလိုက်ပါလေပြီးတော့ तू ကနေလို့ထင်းတဲ့လူမဟုတ်ဘူးလို့လည်းပြောလိုက်ပါတော့တယ်ဂလန်ကငါတို့နေကိုဒီကနေခေါ်ထုတ်ပြီးသွားမယ်ဆိုတော့နီကာက နင်တို့ငါ့ကိုဒီတိုင်းထုတ်သွားလို့မရဘူးငါ့ကိုပြည်နယ်ငါးခုကအလိုရှိနေတာငါဆေယောကဆေးုံကိုပြန်မသွားချင်ဘူးလို့ပြောလိုက်ပါတယ်ဂလန်ဒါကနေပါလို့ခဲ့တာလေဆိုတော့နီကာကငါထောင်ချောက်စင်ခံခဲ့ရတာလို့ပြောပြလိုက်ပါတယ်ဒါပေမဲ့ဂလန်ဒါကတော့နီကာကိုတိတ်ပြီးတော့မယုံချင်ပါဘူးနီကာကငါမှအိမ်ရောမိသားစုမရှိတော့ဘူးငါအပြင်ရောက်ဘေးကင်းတဲ့နေရာတစ်ခုရောက်ဖို့လိုတယ်နင်တို့မရငါ့ကိုတတ်လိုက်မယ်လို့ပြောလိုက်ပြီးတော့အဲ့ဒီမှာပဲတီဖနီတန်ကိုကြားလိုက်တဲ့အတွက်နီကာကနင်တို့ပြန်ထွက်သွားကြတော့ငါ့ကိုတွေ့တဲ့ကြောင့်နင်တို့မင်းမပြောနဲ့လို့မှားလိုက်ပါတယ် ီးတော့နေတော့ကူညီမယ်ဆိုငါ့မှာအစီအစဉ်ရှိရလို့ပြောလိုက်ပြီးတော့ဂလန်ကကူညီမယ်လို့ပြောလိုက်ပါတယ်ဂလန်နဲ့ဂလန်ဒါတို့နီကာပါဇက်ကိုပြန်ဆို့ပြီးထွက်သွားတော့ဘေးကစပွဲပေါ်မှာဂလန်ဒါရဲ့ဓမြောင်တစ်ချောင်းကကြံနေခဲ့ပါတယ်ဒါမဲ့ဂလန်ဒါချက်ချင်းပြန်လာပြီးတော့မတော်ဆသူ့လက်ကိုထိမိပြီးတော့သွေးထွက်သွားခဲ့ပါတယ်နီကာလည်းဂလန်ဒါလက်ကသွေးကိုမြင်လိုက်တော့ချက်ချင်းပဲနီကာမဟုတ်တော့ပဲချက်ကီကရောက်လာပါတော့တယ်ချက်ကီကတော့ဟာဟာဟာနဲ့ရီလိုက်ပြီးတော့ငါအင်းဖေပဲလို့ပြောလိုက်တော့ဂလန်ဒါကဘိုင်လာပြောနာတယ်ဆိုပြီးတော့ညစ်သွားခဲ့ပါတယ်ချက်ကီက ငါဒီခန္ဓာကိုယ်ထဲမှာပိတ်မိနေတာနေမယားငါ့ကိုဖမ်းထားတာလေးလို့ပြောလိုက်တော့ဂလန်ဒါကငါ့ဖေကငါတို့ပြစ်သွားခဲ့ပြီလို့ပြောပြလိုက်ပါတယ်ချက်ကီကငါနင်းတို့ပြစ်သွားတာမဟုတ်ဘူးငါဆက်နေခြင်းနဲ့နေမယားငါ့ကိုနင်းထုတ်ပြီးတော့နင်းတို့လိန်ထားတာလို့ပြောလိုက်ပါတယ်ဂလန်ဒါဟာအတိတ်ပဲမရှိတာတွေပဲလို့ပြောပြီးတော့ထွက်သွားဖို့လုပ်တဲ့အချိန်မှာငါတို့ခွဲထားတဲ့အတွက်နေမယားကိုကလစားချေဖို့အစင်းသေးဖြစ်ပြန်လာခဲ့လို့ချက်ကီကပြောလိုက်ပါတော့တယ်ပြီးတော့ဂလန်ဒါကိုရုပ်ဆိုးမှလို့ခေါ်လိုက်တဲ့အတွက်ဂလန်ဒါလည်းအံ့ဩသွားခဲ့တော့တာပါ နောက်တစ်ခါမှာတော့လက်ရှိချိန်ကိုပြန်ပြီးတော့ရုပ်ရှင်ကရောက်လာခဲ့ပါပြီ။ဂလန်ကနီကာနဲ့မြေအောက်ခန်းထဲမှာစကားပြောနေတာဖြစ်ပြီးတော့နီကာဂလန်ကိုနင်ကလူကောင်းလေးပါ။နေမိပါရင်လည်းမတူတာတော့တေချာတယ်လို့ပြောလိုက်ပါတယ်။ဂလန်ကနေငါဖေကိုလည်းတီလာလားလို့မေးလိုက်တော့နီကာကအင်းလို့ပြန်ဖြေလိုက်ပါတယ်။အမှန်တည်းဂလန်ကသူလဲငါအမေလိုပဲအယူလားလို့မေးလိုက်တော့နီကာအင်းလိုပဲဖြေးလိုက်ပြန်ပါလေဂလန်လဲစိတ်မကောင်းဖြစ်သွားတဲ့ပုံပါပဲအဲဒီမှာပဲမီးကပြန်လာခဲ့ပါပြီဂလန်ကနီကာကိုခေါ်ထုတ်သွားဖို့ဓာတ်လီကာကိုဖွင့်လိုက်တော့ဓာတ်လီကာထဲမှာသေနေတဲ့ဂျိုးဝီလောင်းကိုတွေ့လိုက်ရပါတော့တယ် ဂျိုဝီကိုကသွေးတွေကိုမြင်လိုက်တော့ချက်ချင်းပဲချက်ကီကရောက်လာပြီးတော့ဂလန်ကိုချက်ကီကကြီးလိုက်ပါတယ်ပြီးတော့နေမေကိုတတ်ဖို့အစီအစဉ်ပဲလားရုပ်ဆိုးမာလေးလို့ပြောလိုက်ပါတယ်ဂလန်နီကာနင်ကောဘာပြောလိုက်တာလဲလို့မေးလိုက်တော့ချက်ကီကငါနီကာမဟုတ်ဘူးလို့ပြန်ဖြေလိုက်တာပါအဲ့ဒီချိန်မှာပဲဂလန်နောက်ကနေလူတယောက်ရောက်လာပြီးတော့ခေါင်းကိုကြိုက်လိုက်တဲ့တော့ဂလန်လည်းမေ့လဲသွားပါတော့တယ်အဲ့လူကတော့ဂလန်တာဖြစ်ပြီးတော့ဂလန်ငါကြောက်ပဲသူကအမေကိုတတ်ဖို့ဘယ်တော့မှသဘောတူမှာမဟုတ်ဘူးလို့ပြောချလိုက်တာပါအဲ့မှနေချက်ကီကကဲဒါဆိုရင်အခုငါလက်တွေဗမာလေးလို့ဂလန်ဒါကိုမေးလိုက်ပါတယ် အနောက်ဂလန်တာကဂျက်ကီကိုလက်အတူတွေတပ်ပေးလိုက်ပြီးတော့အဲဂန်နဲ့ကိုခေါ်လာခဲ့ပါတော့တယ်။အဲဂန်နဲ့မရှိနဲ့ဂျီနာနဲ့မေဆစ်ရက်တို့လည်းဂလန်တာတို့ကိုကြည့်ပြီးတော့အန်အွန်နေခဲ့တာပါ။အဲချိန်မှာတီဖနီကတော့ဂလန်တာတို့ကိုမမြင်သေးပဲမက်နဲ့စကားများနေတော့မှာပဲ။ဂျက်ကီရဲ့ရည်တံကိုကြားလိုက်တော့မှတီဖနီလည်းလှည့်ကြည့်လိုက်ပြီးနီကောင်းကိုမြင်တော့လန့်ပြန်ပြီးတော့လက်ထက်ရရှမ်ပိန်ကွက်ကလည်းလွတ်ကျပြီးတော့ကွဲသွားခဲ့ပါတော့တယ်။တီဖနီကဂျက်ကီနေမလို့မသေးသေးတာလေလို့ပေးလိုက်တော့ဂျက်ကီကတီဖနီကိုတန်းတန်းနဲ့ထုတ်ချိန်လိုက်ပြီးနေရည်သေးလိုက်လေလို့ပြောလိုက်ပါတယ်။ ဒေဗလီကအခုမှလန့်ပြန်ပြီးတော့လန့်မြောက်လိုက်ပြီးဂျက်ကီရဲ့မလုံးပါနဲ့ငါတို့အစီအပြောင်ပြန်ပြီးတော့ညှိလို့ရပါသေးတယ်လို့ပြောလိုက်ပါတော့တယ်ဂျက်ကီကတခုပဲညှိစရာရှိတော့တယ်ဒေဗငါနှစ်နှလုံးကိုပြည့်ရမလားခေါင်းကိုပြည့်ရမလားလို့မေးလိုက်ပါတယ်ဂျီနာတို့ကတော့ဒါလဲလူသတ်မှုဘေရီဂိမ်းနဲ့အစီအစဉ်မဲလားလို့စဉ်းစားနေပြီးနားမလည်နိုင်ကြောင်တောင်တောင်နေဖြစ်နေပါပြီဂျီနာကသူကလူသတ်သမားလားငါသူ့ကိုမတွေ့ဘူးသေးဘူးလို့ပြောလိုက်ပါတယ်ဒေဗနီကလန့်ပြန်ပြီးတော့ဂျက်ကီကိုမလုံးဖို့တောင်းအောင်မှန်နေပြီးဂျက်ကီကတော့သူနိုင်ပြီဆိုပြီးတော့ဒေဗနီခေါင်းကိုတန်းတန်းနဲ့ပြစ်ချလိုက်ပါတယ် ဒေဗနီလည်းလမ်းပြန်ပြီးတော့អော်လိုက်တာပါဒါပေမဲ့ជីစန်းတော့ထွက်မလာခဲ့ပါဘူးဂျက်ကီကဒေါသထွက်ပြီးတော့မောင်းခလုတ်ဇက်တိုင်နှိပ်ပြီးမြေជីကထွက်မလာခဲ့ပါဘူးဂျက်ကီကကလန်ဒါဒါပါလဲဟာလို့မေးလိုက်တော့ကလန်ဒါက sorry တယောက်ကជីစန်းတွေထုတ်ထားတယ်ထင်းတယ်လို့ပြောလိုက်ပါတယ်အဲမှာနေဒေဗနီကမျိုးမစိကောင်ဂျက်ကီလို့ဆဲလိုက်ပြီးတော့ပါရလိုက်တော့နီကာပြန်အောင်လာပါတော့တယ်ဒေဗနီကသူပါရလိုက်တဲ့အတွက်နီကာကိုတောင်းပန်နေပါတယ်မေးစစ်ရတ်တို့ကတော့ဂျန်နီဖာတယ်လီတို့တည်ယူဆောင်နေကြတယ်ထင်ပြီးတော့ဗီဒီယိုတွေမှာရိုက်ပြီးတော့အရန်မိုက်တယ်လို့ပြောနေကြတာပါ ဲချိန်မှာပဲဂလန်ရောက်လာပြီးတော့နီကာအမြန်လာခဲ့လို့ခေါ်လိုက်တဲ့အတွက်နီကာလည်းသူ့ဝီးချဲကိုတွန်းပြီးတော့ဂလန်နောက်ကိုအမြန်လိုက်သွားခဲ့ပါတော့တယ်ဂလန်နာလည်းနီကာနောက်ကပြေးလိုက်လာပြီးတော့နီကာကခြံထဲကိုရောက်နေခဲ့ပါပြီဂလန်နာကဂလန်ကိုသွားကြမယ်လို့ပြောပြီးမဲ့ဂလန်ကငါမသွားဘူးလို့ပြန်ပြောလိုက်တာပါဂလန်ငါအမေကိုဒီတိုင်းမထားခင်နိုင်ဘူးသူသင်နေသူ့ကိုတတ်ဖို့ကြိုးစားတဲ့အချိန်မှလေးလို့ပြောလိုက်တော့ဂလန်နာကကောင်းပြီလေဒါဆိုနေသူ့ကိုမေးကြည့်လိုက်တီဖနီဗလန်တိုင်းဆိုတာဘာလို့လဲဆိုပြီးတော့ပြောလိုက်ပါတယ်ပြီးတော့ဂလန်နာဂလန်ကိုထားခဲ့ပြီးတော့နီကာနောက်ကိုပြေးလိုက်သွားပါတော့တယ် ။ဒီကားတော့သူ့ဝီးချဲကိုသူတွန်းပြီးတော့ဒီအိမ်ကနေလွတ်နိုင်ဖို့အတွက်အသက်လူပြေးနေတုံးပါ။ဒေဖနီလည်းသူ့ဖုန်းကိုကြည့်လိုက်တော့ခြံတကားပွင့်နေတော့မြင်လိုက်ရပြီ။အိုး no no နဲ့အော်နေပါတော့ဒေဖနီကခြံတကားကိုအမြန်ပိတ်လိုက်ပေမယ့်ဒီကားအချိန်မီလေးပဲလွတ်ထွက်သွားခဲ့ပါတော့လေ။ခြံပြင်မှာတော့ကားတစ်စီးဟာဆင်းသင်းရောက်နေပြီးတော့ဒီကားလည်းအဲ့ဒီကားပေါ်ရောက်သွားခဲ့ပါတယ်။ကားမောင်းလာတဲ့လူကတော့ထေပြီးလို့ထင်ထားကြတယ်။ကာအိမ်ပဲဖြစ်နေခဲ့ပါတယ်။ကလန်နာလည်းခြံစည်းကိုကြော်ပြီးတော့ကားပေါ်ကိုတက်လာခဲ့ပါတယ်။ ဂလန်နဲ့ဂလန်နာတို့ကဒီကားကိုကယ်ထုတ်ဖို့ကင်နဲ့ပေါင်းပြီးတော့စီစဉ်ထားကြတာဖြစ်နေပါတော့တယ်။ဒေဗနီကတော့ဒီကားပြန်လာခဲ့ပါဆိုပြီးတော့ငိုပြီးပြောနေခဲ့တာပါ။ကင်ကဂလန်ရောလို့မေးလိုက်တော့ဂလန်နာကသူမလာတော့ဘူးမောင်းတော့လို့ပြောလိုက်ပါတယ်။အဲဒီထဲမှာတော့ဒေဗနီကငိုယုံနေပြီးတော့ဂျီနာနဲ့စရက်တို့ကဂျနီဗာတေးဥဆောင်တာအရန်ကိုကောင်းတာပဲဆိုပြီးတော့သဘောကျနေကြတော့ပါ။ဒေဗနီကငိုပြီးတော့ထွက်သွားတော့မှစရက်ကဂျိုးဝီပဲပြောက်သွားတယ်လို့မေးလိုက်ပါတယ်။နောက်တစ်ခါမှာတော့ဇလန်းဆာကဒီ special episode ဆိုပြီးတော့ဂျင်ညာခဲ့တဲ့ဂျက်ကီးပြန်ပေါ်လာပြီးတော့ ဂျက်ကီယာသူ့ရဲ့ပရိသတ်ဖြစ်တဲ့ WWE Superstar Les Morgan ကိုခေါ်လိုက်ပါတယ်။ Les ရောက်လာတော့ဂျက်ကီယာအိန်တော်ဒိန်းကိုဘယ်သူတတ်ခဲ့တယ်ဆိုတာနဲ့ Joey ဘလို့တည်သွားလဲဆိုတာကိုပြန်ပြီးတော့ပြောပြပါတော့တယ်။အိန်တော်ဒိန်းကိုအစိတ်ခတ်ခဲ့တဲ့သူက Glander ပဲဖြစ်ပြီးတော့အိန်တော်ဒိန်းနဲ့ Tiffany တို့စကားပြောနေတုန်းမှသူတောင်းမဲ့ Shining Plane နဲ့ကိုအာဆင်းနဲ့အစိတ်ကိုထည့်ခဲ့တာပါ။ Glander လိုရမရဆိုပြီးတော့အစိတ်ကိုအမြဲဆောင်ထားတတ်တယ်လို့ဂျက်ကီကဆက်ပြီးတော့ပြောပြပါတယ်။ Joey ကိုတတ်ခဲ့တာကတော့ Gina ဖြစ်ပြီးတော့ Gina ကြောင့် Tiffany ခန်းထဲကိုပြန်လာတော့ Tiffany မရှိတော့ဘဲ ။ဘောင်းဘီကျွန်းနဲ့ဂျိုဝီကိုမြင်သွားခဲ့တာပါ။ဂျီနာငါချမ်းအောင်ချက်တယ်။နင်ကဘာလုပ်တာလဲ။တသက်ဝင်ပြီးတော့အသားယူနေရလားလို့မေးပြီးတော့ဂျိုဝီကိုတနတ်နဲ့ကြီးစံကုံထဲထိဇက်တိုက်ပြက်တပစ်လိုက်တာပါ။ဂျီနာဂျိုဝီကိုတပ်ပြီးတော့ဓာတ်လီကားထဲထည့်ထားခဲ့တာလည်းဖြစ်ပါတယ်။အဲ့တနတ်ကဂလန်နာတောင်းထားတဲ့တနတ်ပါ။ဂလန်နာတီဗနီကိုဒီနေ့မှတပ်ဖို့စီစဉ်ထားတဲ့အတွက်အန်ဒီဂျီနာစီကတနတ်လက်ဆောင်တောင်းခဲ့တာဖြစ်ပါတယ်။ဂျီနာဂလန်နာကိုတနတ်ပေးပေးမယ်။ဒီတနတ်ကိုသူရင်ပြစ်ထားတဲ့အတွက်ဂျီကကုံနေပြီးတော့ ဂျက်ကီတယောက်တီဖနီကိုပြစ်တဲ့အချိန်မှာကြီမရှိတော့ဘူးဖြစ်သွားတာပါဒီဘိုင်းမှာပါတဲ့ဘေဒီတကိုဂျက်ကီကပြောပြပြီးတဲ့နောက်သူဓာတ်ကိုထုတ်ပြီးတော့ပါဇက်ကနေ fuck 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 တဖာဖာနဲ့អော်ပြီးတော့သူပြိတ်သက်လင်းစမော်ကန်ဘိုက်ကိုဓာတ်နဲ့ချက်ပြီးချက်ထိုးသက်ပြစ်လိုက်ပါတော့တယ်ပြီးတော့နောက်တစ်ပတ်ကျရင်ငါဟိုစောက်တုံးကလေးတွေကိုထပ်ပြီးတော့နှိပ်ဆက်အောင်ပါလို့ပြောလိုက်ရင်းနဲ့ပဲဒီចောင်းတောင်းတောင်းအပိုင်းလေးကဒီနေရာမှာပြီးဆုံးလို့သွားခဲ့ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါဒီနေ့အတွက်နေဆက်မှုကတော့လောက်ပါပဲဆိုတော့နောက်နေ့မှာထုံးစားနိုင်မယ့်အပိုင်းအစတွေကိုစပြီးတော့တင်ဆက်ပေးဖို့မှာဖြစ်တဲ့အတွက်ကြိုက်ရင်လည်းလာပြီးတော့ကြည့်ကြပါဦးခင်ဗျာအဲ့တော့စောင့်ကြည့်နေတဲ့ဆိုရင်လည်း channel ကို subscribe လုပ်ထားပြီးတော့စောင့်ကြည့်နိုင်ကြအောင်ပါဒီနေ့မှာအစားကနေအဆုံးထိ live ပါတီစုအားပေးခဲ့တဲ့အချိန်ပေးခဲ့ကြတဲ့တောင်းဆိုထားခဲ့ကြတဲ့ Jackie ပရိသတ်များအားလုံးရောတယောက်ချင်းတယောက်ဂျေဆုအထူးပဲတင်ရှိပါရခင်ဗျာကျွန်တော်အန်ခင်မူပါ